ရန်ကုန်ရေကျော်လမ်းမကြီးရှိတိုက်ခန်းခုနှစ်လွှာမှာသုံးနှစ်ရွယ်ကလေးငယ်တအူးပြုတ်ကျခဲ့ပြီးအချိန်မီကူညီပေးနိုင်ခဲ့တဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင် မနေ့ကအော်တိုဘာလ18ရက်ည10:00နာရီကျော်ဝန်းကျင်အချိန်ခန့်ကရန်ကုန်ရှိရေကျော်လမ်းမကြီးတိုက်ခန်းခွနလွာမှာအသက်3နှစ်အရွယ်ကလေးငယ်တအူးပြုတ်ကျလာခဲ့ပြီးအဆိုတော်မလေးမေချစ်သက်ကအချိန်မီဖုံးဆက်ပြီးကုညီပေးတိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကလေးငယ်ပြုတ်ကျလာတဲ့အချိန်မှာအဆိုတော်မေချစ်သက်ကအဲ့ဒီနေရာကိုရောက်ရှိနေခဲ့တာဖြစ်ပြီးကလေးငယ်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်လူမှုကွန်ရက်အသင်းတွေစီကိုဖုံးဆက်အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဆိုတော်မင်းချစ်သက်ကအခုလိုပြောပြထားပါတယ်ကြည်ကျော်လမ်းမကြီးခုနှစ်လွာကနေကလေးပြုတ်ကျလာခဲ့တာ18ရက်ဆယ်လ2025နေ့ကပါ အမတ်မထင်ကဲဆဲခွင်းရလို့ကဲနိုင်ခဲ့တဲ့ကလေးလေးပါပဲ တတ်တူသားမီးနှောင်အပြင်ကနေအိမ်ကိုပြန်အရောက်ကားပေါ်ကအစင်းကစားပဲရှိသေးတယ်။အိမ်ရှိအိမ်ကနေအော်သံတွေကြားလို့သားမီးနှောင်ရက်ပြီးတော့ဆက်စုနေတော့ရက်ဖြစ်နေတဲ့ထင်လို့အိမ်မော်တက်မယ်အလုံးမှာကဲချပါအောင်ခုနလွာကနေကလေးပြုတ်ချသွားလို့ပါကဲချပါအောင်လှုပ်ချပါအောင်လို့အော်နေတာနဲ့သားမီးနှောင်စလုံးအထုပ်တွေပြစ်ချပြီးအိမ်ရှိအိမ်ကိုပြေးလာကြည့်တဲ့အချိန်ကလေးကတိုက်ကြားကသုံးလွာထံမှာညက်နေပြီးအော်နေရှာတာအရင်ဆုံးပြေးလာပြီးကလေးရှိတဲ့နေရာကိုရအောင်ဝင်ပြီးကလေးကို ိုဆွဲထားပေးတဲ့လုံချုံရေးအကိုနှစ်ယောက်လည်းတကယ်ကိုတတ်သိရှိတာပါကိုလည်းရင်တွေတုံလက်တွေခြေတွေတုံဖြစ်ပြီးဘာလို့ရမလဲမသိခင်မှာခေါင်းထဲမှာပေါ်လာတာက ပလဲမီသက်ကိုထင်လင်းအောင်ကိုခေါင်းထဲရောက်လာပြီးဖုန်းကပန်းကဒန်းဆက်ရပါတယ်ချက်ချင်းဖုန်းခိုင်ပေးပြီးအနည်းဆုံးမိသက်ဌာနတွေကိုဆက်သွယ်ပေးလို့ကိုထင်လင်းအောင်ကိုလည်းကျေးဇူးတင်ပါတယ် အဲဒီကနေမှတက်စင်ကဲဆယ်ဖို့အတွက်အရေးပေါ်ကားနဲ့ချက်ချင်းရောက်လာကြတယ်။50တလန်ကပီတိမြတ်တာလူမှုကူညီရေးအသင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ပြီးပျက်စီးရဆုံနဲ့ကဲဆယ်ရေးတွေရောက်ရှိလာတဲ့ကိုပူတူးကဲဆယ်ရေးအဖွဲ့နဲ့အရေးပေါ်အမြန်ဆုံးရောက်ရှိလာကြတဲ့မိသက်တက်ဖွဲ့များနဲ့အကုန်ရောက်ရှိလာကြတဲ့တာဝန်ရှိသူများကိုလည်းကျေးဇူးအထူးတင်ပါတယ်။ကလေးလေးလည်းဘေးကင်းခဲ့ပါပြီ။အမတ်မထင်ကဲဆဲခွင့်ရှာခဲ့လို့လေကိုယ်တိုင်အတိုင်းမသိချီနူးမိပါတယ်ဟုဆိုကပြောပြထားတာပဲဖြစ်ပါတယ်။ ကလေးပြောကြခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိသူတဦးကလည်းအခုလိုပြောပြထားပါတယ်။ကလေး၃ယောက်ဆော်ရင်နဲ့မှန်ပေါင်ကကွဲပြီးကလေးကရှစ်လွာကနေအောက်ကိုဇောက်ထိုးပြုတ်ကျသွားခဲ့တာပါ။ကိုရီလည်းကလေးပြုတ်ကျတဲ့ခုနှစ်လွာကဆိုတော့အရန်လန့်သွားတာပေါ့။ငါတို့တော့ဘော်ဒီတောင် ကောက်ရလိုက်မယ်ဆိုပြီးတော့ရှင်ထဲမှာ ထိတ်သွားမိတယ်။ကလေးကကံကောင်းချင်တော့၃လွာမှာညက်သွားတာ။အရန်ကံကောင်းတဲ့ကလေးပါ။ ကိုပူတူးတို့အဖွဲ့တွေရောချက်ချင်းရောက်လာပြီးပရိဒတ်ဗော်ဒါရီအားလုံးရဲ့စူးစမ်းမှုကြောင့်တမီးလေးကအသက်ဘေးကနေလွတ်မြောက်ခဲ့ရတာပါဟုဆိုကလောကဟီတာဝရပရိဒတ်အသင်းမှဥဆွေက ပြောပြထားတာလည်းဖြစ်ပါတယ်